အခုတစ်ပတ်စိန်ဂျမ်ဘတ်မှာတင်းပြတ်နေတဲ့ဂိုးသွင်းရေးနဲ့နေစနေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်စနစ်ပွဲကြိုသုံးသက်ချက်များညီကိုရီအားလုံးပဲမင်္ဂလာပါပလေးမေကဂျာနယ်ကနေကြိုဆိုပါရယ်ဂိမ်းပြိုင်ကြောင်းအောင်ဆင်သူညီကိုရီလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းစနေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်အပါအဝင်ပွဲကြိုသုံးသက်ချက်တွေအနည်းနဲ့နားဆင်ရမှာဖြစ်ပါရယ် ကလောင်ရှင်စူပါဇီရဲ့တုံးသက်ချက်အနည်းငယ်ကတော့အင်္ဂလန်ပရီးမီယာလိပွဲစဉ်ပွဲကျူတုံးသက်ချက်တွေကပထမဆုံးပွဲစဉ်ဖြစ်တဲ့ဘန်လီနဲ့ချော်စီည9နာရီပွဲစဉ်မှာနှစ်ပွဲဆက်အရှုံးကြောင့်ဘန်လီဟာတန်းစင်းစုံတွေကအသင်းနဲ့ရမှတ်တူဖြစ်သွားပါတယ်အဲ့ဒီတန်းစင်းစုံကက်လျက်အသင်းဟာဒီရဒီအိမ်ကွင်းမှာအသင်းကြီးတွေနဲ့ကြံရတဲ့နှစ်ပွဲစလုံးကိုဂိုးမသွင်းနိုင်ပဲရှုံးခဲ့ပါတယ်ချယ်စီကတော့နောက်ဆုံးပရီးမီယာလိ9ပွဲမှာ၄ပွဲအနိုင်ကြောင့်အဆင့်3နေရာထိ တက်လာပါတယ်ဒါအပြင် လန်ဒန်ကလပ်ဟာ <laughs> န်လီနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး6ပွဲစလုံးကိုလည်းအနိုင်ရထားပါတယ်။ဒါကြောင့်လန်လန်သားတွေအပြာရောင် အလန်နေလွင့်ထူဖို့ရှိပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ဘုံမောက်နဲ့ဝက်ဆန်ည9:30ပေါ့။နောက်ဆုံးနှစ်ပွဲဆက်အရှုံးကြောင့်ဘုံမောက်ဟာအဆင့်9နေရာထိဆင်းပိတ်လိုက်ရပါတယ်။အိမ်ကွင်းမှာတော့9ပွဲဆက်နေတာမှန်ပေမဲ့ဘုံမောက်ဟာအချိန်တန့်တယ်လို့ဖြစ်သွားပါတယ်။ ဝဆန်းကတော့နှစ်ပွဲဆက်အနိုင်ရောက်တန်းစင်းဇုံထဲကနေရုံးထွက်ဖို့နှီးဆက်သွားပါတယ်။ဒါ့အပြင်ဟမ်မာရီယာဘုံမောင်းနဲ့ပရီးမီယာလိတွေ့ဆုံမှုနောက်ဆုံး၈ပွဲစလုံးကိုလည်းမရှုံးခဲ့ပါဘူး။ဒါကြောင့်အားတက်နေတဲ့ဟမ်မာရီနဲ့အားပေးတဲ့ပွဲစဉ်မျိုးလိုသုံးသပ်ထားတာဖြစ်ပါတယ်။ Brighton နဲ့ Brentford ည9:30ဇေယျလေရမှတ်တူအထောက်အောက်ဆိုတော့ခြေရီတူလို့တောင်ပြောရမလို့ပါ။ Brighton ကဒီအားဒီပရီးမီယာလိကအိမ်ကွင်း၅ပွဲမှာ၄ပွဲအပြန်အလှန်သွင်းမှုရှိထားပါတယ်။ ါအပြင်ဇင်ယော်ရီရဲ့နောက်ဆုံးပရီးမီးယားလိအင်ဂွင်းလေးဝဲစလုံးမှာလည်းနှစ်ဖက်သွင်းကို၃ခုနဲ့အထက်ရှိထားခဲ့ပါတယ်။ဘရန်ဖို့ကလည်းဒီယာစီပရီးမီးယားလိကအဝေးဝင်း၅ဘွဲမှာတပွဲပဲဂိုးမသွင်းထားနိုင်တာတွေ့ရပါတယ်။ဒါကြောင့် Brighton အရမှာဂိုးမိုးရွာရင်ရွာနှုန်း၈၀ရှိပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ကတော့ Fulham နဲ့ Sunderland ည၉နာရီ30ပါ။ဒီယာစီတိုက်စစ်ပိုင်းရုန်းကန်နေရတဲ့ Fulham ဟာ Tensin Zone နဲ့လည်းတတ်မှတ်တာ Quarrel လို့ဖိအားများနေပါတယ်။နောက် London Club ဟာအင်ဂွင်းကောင်းမှင်မဲ့ နောက်ဆုံး Premier League 6ပွဲမှာတပွဲသာနိုင်ခဲ့တဲ့သူတို့ရဲ့လက်ရှိခြေကတော့အားရစရာမရှိပါဘူး။တန်တက်ဆိုပေမဲ့အန်ဩစရာခြေစွမ်းနေကြောင့်ဆန်လန်လန်ကတော့အစ်စ်၄နေရာထိရောက်နေပါတယ်။ဒါအပြင်ကြောင်နဲ့တည်းဟာ Premier League 6ပွဲမှာလည်း10ပွဲမရှုံးခဲ့ပါဘူး။ဒါကြောင့်လန်ဒန်မှာကြောင်နဲ့တည်းကခုံရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Liverpool နဲ့ Nottingham ည9:30အဆင့်10နေရာရောက်နေသလိုထိပ်ဆုံးက Arsenal နဲ့ရှင်းမှတ်กว่าနေလို့ Liverpool ဟာ Champion ကာဝယ်နိုင်မဲ့ပုံမပေါ်ပါဘူး။ နိုင်ငံကကြားပြတ်မတိုင်မီစီတီကို၃ဂိုးပြည့်ရှုံးခဲ့တဲ့ဂျိုးဂျာနီရီယာခုချိန်ထိလမ်းကြောင်းမှန်ပြန်မရောက်သေးပါဘူး။နော်တင်ဟမ်ကတော့ရှောက်လိုက်ကြီးလက်ထက်မှာရလပိုင်းအရာတိုးတက်လာပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်းနော်တင်ဟမ်ကလီဗာပူးနဲ့နှစ်ကြော်စလုံးမရှုံးခဲ့သလိုဒိုက်ချီရဲ့တိုက်ရိုက်ဆန်တဲ့ကစားပုံနဲ့လိုဘက်ဘီယွာကအင်ရှင်ကိုထပ်မံဒုက္ခပေးနေဆန်ရှိပါတယ်။ဒါကြောင့်ဂျိုးဂျာနီရီတောအုပ်ထဲမှာလမ်းပြောင်းနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနည်းငယ်ကတော့ Wolf နဲ့ Palace ည9:30ပါ ခုချိန်ဒီနမတ်တာရသေးတဲ့ UFO နီးပြသည့်ခံထားပေမဲ့ခြေနေကတော့ချက်ချင်းလန်ငင်မပြောင်းလဲနိုင်ပါဘူး။ဒီရသည့်ပေးကိုများသောအသင်းဖြစ်နေတဲ့ Wembley တွေဟာ Premier League အိမ်ကွင်း၅ဘက်မှာလည်း၄ဘက်ရှုံးတာပါတယ်။ဇေယျလေက Palace ကတော့ကြားထဲမှာရလတ်ဆိုးတွေနဲ့အချိန်ကာလတစ်ခုကိုဖျက်သန်းနေရသေးတယ်ဆိုပေမဲ့အခုတော့လမ်းကြောင်းမှန်မော်ပြောင်းရောက်နေပါပြီ။ဒါ့အပြင်လင်းယုံတွေက Wolf နဲ့တွေ့ဆုံမှု၁၀ဘက်မှာလည်း၈ပွဲနိုင်ထားခဲ့ပါတယ်။ဒါကြောင့် Molinos မှာလန်ဒန်လင်းယုံတွေဝဲပြောင်းရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Newcastle နဲ့ Man City ည7နှစ်နာရီပါပရီးမီးယားလိမှာသာအဆင့်14ဖြစ်နေပေမဲ့လက်ရှိအချိန်မှာကာဆယ်ဟာအိမ်ကွင်းနိုင်ပွဲဆက်နေပါတယ်။ငါးကြားရီဟာပြိုင်ပွဲစုံနောက်ဆုံး9ပွဲစလုံးကိုလည်းနိုင်ထားသလိုဒီယာဒီအိမ်ကွင်းမှာလည်းဂိုးမသွင်းနိုင်တဲ့ပွဲမရှိပါဘူး။အမတ်ပေးစရာဒုတိယနေရာရောက်လာတဲ့မန်စီးတီးကလည်းလက်ရှိအချိန်မှာအချိန်ရနေတဲ့အသင်းမှာတခုရှိတော့ဂွာဒီယိုလာရဲ့အသင်းဟာပရီးမီးယားလိမှာအဝေးဝန်းတည်ငြိမ်မှုမရှိသေးပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာစိန်ချမ်းဘတ်မှာဂိုးရင်းနဲ့နေတင်းပြန့်နေမှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။ အဝေးဝေးညံ့တဲ့မာရော့ကာကိုနှစ်ကိုးပြတ်ဖို့မခက်တဲ့ဘီလာရီရဲ့တုကဆိုစနေနေ့ညစပိန်လာလီကာပွဲစဉ်73ပွဲကြို30ချက်မြောက်နောက်ထပ်နောက်ဆင်အောင်မှာတော့ပလေးမေကာဂျာနေကလောင်ရှင်တုကဆိုရဲ့စနေနေ့ညစပိန်လာလီကာပွဲစဉ်ပွဲကြို30ချက်တွေကပထမအဆုံးပွဲစဉ်ဖြစ်တဲ့အလာဗက်စ်နဲ့ဆက်ဒါဗီကိုည9:30ကိုဆက်လက်နောက်ဆင်ပါအောင်ခင်ဗျာဇီယာလေကအလာဗက်စ်အောအဝေးဝင်းရှုံးပွဲဆက်နေပြီမြေဒီယာဒီအိမ်ကွင်းမှာတော့တပွဲသာရှုံးမှသေးတယ် ဇေယျအောက်ပိုင်းရောက်နေပေမဲ့ဆက်တာကလည်းပြိုင်ပွဲစုံနောက်ဆုံး၉ပွဲမှာဘာစီလိုနာနဲ့တပွဲပဲရှုံးထားပါတယ်။ဒါအပြင်ဆက်တာဟာလက်ရှိချိန်မှာအဝေးဝင်း၅ပွဲဆက်နေသလိုဒီယာဒီလာလီကအဝေးဝင်း၅ပွဲမှာလည်းရှုံးပွဲတစ်ပွဲသာရှိထားပါတယ်။ဒါကြောင့်ဆက်တာဘက်မှာအနေဆုံးတေကနေအားပေးရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ဘာစီလိုနာနဲ့ဘေဘာကိုည9:45ပါရီယန်နဲ့သုံးမှတ်သာကွာသေးတဲ့ဘာစီလိုနာဟာလက်ရှိနိုင်ပွဲဆက်နေမှုကိုရပ်တန့်လိုက်လို့မရပါဘူး။ ဘီဘာအိုကလည်းလာလီဂါမှာနောက်ဆုံးအဝေးဝင်၄ဝဲစလုံးရှုံးထားပါတယ်။ဒါ့အပြင်ဘီဘာအိုဟာဘာစီလိုနာနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၅ဝဲစလုံးမှာလည်းရှုံးထားပြန်ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအင်ရှင်ရဲ့အရေးအောက်ကိုခိုလုံပြီးဘာစီလိုနာနှစ်ဂိုးပြတ်တာကိုအားပေးဆောင်ကြည့်တော့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အိုဆာဆူလာနဲ့ဆိုစီတဲ့ည7နာရီဇေယအောက်ပိုင်းကတန်းစင်းဆုံးဖီအားရှိရဲ့အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုပါ။ဒီယာဒီလာလီဂါမှာဒုတိယတွင်ကိုအ ਨੇ ဆုံးဖြစ်တဲ့အိုဆာရဲ့ပွဲအများစုမှာတော့ဂိုးမများခဲ့ပါဘူး။ ဆိုစီတက်ကလည်းဒီယာဒီလာလီကအဝေးဝင်း6ပွဲမှာ၄ပွဲဂိုးနေထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနဲ့ဟာပိုစိတ်ချရတဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ်။ကလောင်ရှင်တုကဆိုရဲ့စပိန်လာလီကနောက်ဆုံးပွဲစဉ်အနည်းငယ်ကတော့ဗီလာရီယာနဲ့မာရော့ကာည2:30နာရီ30ပွဲစဉ်ပဲဖြစ်ပါတယ်။၃ပွဲဆက်အနိုင်ကြောင့်ဗီလာရီယာဟာအမှတ်ပေးစရာမှာတတိယနေရာထိတက်လာပါတယ်။ဒီယာဒီလာလီကအင်ကွင်း6ပွဲမှာလေဗီလာရီယာ9ပွဲနိုင်ထားပြီးအဲ့ဒီတည်းက၄ပွဲကပြီးကိုမရှိခဲ့ပါဘူး။ တန်ဆင်ဇုံနာကမာရော့ကာကတော့ဒီရာဒီအဝေးဝင်းအညံဆုံးအသင်းတွေထဲမှာပါဝင်ပြီးလာလီဂါအဝေးဝင်း6ပွဲမှာလည်း9ပွဲရှုံးထားပါတယ်။ဒါကြောင့်ဗီလာရီရဲ့နှစ်ဂိုးပြတ်ဖို့ခက်မယ်မထင်ဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်။တန်ဆင်ဇုံတွေကနေထွက်ဖို့အစွမ်းကုန်ရုံးပြမယ်ဂျီနိုအာအေဂရစ်စနေနေ့ညအီတလီစီးရီးပွဲစဉ်7ပွဲကျော်သုံးသပ်ချက်အနည်းငယ်ကတော့ကလောင်ရှင်အေဂရစ်ရဲ့သုံးသပ်ချက်ပဲဖြစ်ပါတယ်။ကက်ကလီယာနဲ့ဂျီနိုအာည7:30 ဇီယာအောက်ပိုင်းကကက်ကလီယာစီးရီးမှာနိုင်ပွဲပြောင်းနေတာခုနှစ်ပွဲဆက်တောင်ရှိခဲ့ပါပြီဂျီနိုအာကတော့တန်းစင်းစုံတွေကနေထွက်ဖို့ရုံးနေရပြီးနောက်ဆုံးနှစ်ပွဲမှာလေးမှတ်စုဆောင်းထားနိုင်ပါတယ်ဂျီနိုအာဟာကက်ကလီယာနဲ့တွေ့ဆုံမှုနောက်ဆုံး၁၁ပွဲမှာလည်း၁၀ပွဲမရှုံးခဲ့ပါဘူးဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပြေးတက်လို့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဥရီစနီနဲ့ဘိုလော့နာည၈:၃၀ဇီယာလေကဆိုပေမဲ့ဥရီစနီဟာဒီယာဒီအိမ်ဝင်းစွာပြီး သူတို့ကွင်းမှာ AC နဲ့တပွဲပဲရှုံးထားပါတယ်။ဘိုလောနာကလည်းအဆင့်9နေရာမှာရက်တီနေပေမဲ့ဒီယာဒီ CD ရဲ့အဝေးဝင်6ပွဲမှာ2ပွဲပဲနိုင်ထားပါသေးတယ်။သူတို့ကြောင့်နောက်ဆုံးတွေ့ဆုံမှု3ပွဲမှာတော့ရှုံးနိုင်အပြေမပေါ်ခဲ့ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတရေရနိုင်တဲ့အင်ရှင်တွေပဲအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနည်းငယ်ကတော့ Fiorentina နဲ့ Juventus ည7:00နာရီ30ပါဇေယျအောက်ခြေက Fiorentina ရဲ့လက်ရှိအခြေအနေကအတော်ဆိုးပါတယ်။ Fior နောက်ဆုံး CD 6ပွဲမှာလည်း9ပွဲကိုအနိုင်ဆုံး2ဂိုးနှုန်းပေးထားရပါတယ်။ အဆင့်6နေရာဂျူဗင်တက်ကတော့နောက်ဆုံး CD 3ပွဲမှာ9မှတ်ရပြီးခြေနေပြန်ကောင်းနေပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ပြိတက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်အနည်းငယ်ကတော့နာပိုလီနဲ့အတ္တလန်တာည2:15ပါအဆင့်၄နေရာဆိုပေမဲ့နာပိုလီယံနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ထားတယ်လို့ရစ်တန်လည်းမမှန်ပါဘူး။ဇီယားအောက်ပိုင်းမှာရောက်နေတဲ့အတ္တလန်တာကတော့စီးရီးမှာနိုင်ပွဲပျောက်ခဲ့တာ၇ပွဲဆက်တောင်ရှိနေပါပြီ ဒီလိုပွဲစဉ်မျိုးမှာတရီအနေဆုံးကနေကြည့်ရမယ်ဧည့်သည်အတ္တလန်တာကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာ ဖြစ်ပါတယ်။ပလေးမေကာဂျာနေနာဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်ပလေးမေကာရဲ့နောက်ဆုံးရပွဲကြိုသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေကြိုတင်သိရှိဖို့တော့လဲကျွန်တော်ပလေးမေကာရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။နောက်ဆင်သူတွေအားလုံးကျွန်တော်ရဲ့တင်ဆက်မှုတွေနဲ့အတူသုံးသပ်ချက်တွေကိုလေ့လာပြီးတော့အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်ပါစေလို့မျှော်လင့်ပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ် ားလုံးကျေးဇူးတင်ပါတယ်